မတ္တဆိုတာရင်မှုခြင်းမေ့လျော့ခြင်းမရှိတဲ့တတိကိုလိုရမဲ့အလုံးနဲ့ပတ်သက်တာတော့လုံနေတဲ့အလုံးနဲ့ပတ်သက်တာတော့လုံပြီးတဲ့အလုံးနဲ့ပတ်သက်တာတော့ရင်မှုမေ့လျော့ခြင်းမရှိပဲနဲ့ကောင်းအကောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုတာကိုစင်စင်ဆာဆာနဲ့ရင်မှုမေ့လျော့ခြင်းကင်းစွာ သတိအမြဲရှိနေတာအပမတ္တလို့သတိအမြဲရှိနေသူအပမတ္တအဲ့ဒီပုဂ္ဂိုလ်မျိုးမှာရတ္တောဘိဝတ္တိစီစဉ်ဥစ္စာအချမ်းရံတွေတိုးပွားနိုင်တယ်ဇာတုကုန်သိစီစဉ်ဥစ္စာတွေတိုးပွားနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်ဒီအရေးချင်းနေရှိလိုက်တာနဲ့ထိုအရေးချင်းကနေထိုအရေးချင်းတွေကိုဟိတလို့ခေါ်တာဖြစ်သောကြောင့် အဲ့ဒီဟိတလို့ဆိုတဲ့အခြေအနေ ကောင်းနေကိုယ်တဏ္ဍမှာဖြစ်နေတာเจ้าမို့လို့ဒုက္ခလို့ဆိုတဲ့ဓာတုကုန်သိရှိတဲ့ဥစ္စာတိုးပွားပြီးဘဝမှာအဆင်ပြေခြင်းဆိုတာတွေဖြစ်ပေါ်လာမှာ